လာနောကတဘလိုင်းကူသေးကိုဝင်ရောက်နိုင်ခဲ့တဲ့ဆရာတို့အရှိဝါယမဘီဝန်တိုင်ရဲ့ကိုတိဖြစ်ရဲ့အကြောင်းပဲဖြစ်ပါတယ်ဆရာတို့ရဲ့ပြောကြားချက်တွေအရအထက်မှာအလောင်းတော်တက်တဘကိုရောမြဲရဲ့ရုပ်ကျင်းတွေအပြင်ဘလို့ထူးဆန်းတာတွေကိုပါမြင်ခဲ့ရတယ်ဆိုတာကတော့ပရိသတ်များအားလုံးကဗီဒီယိုလေးကိုအဆုံးထိလိုက်ပါစီရှုအားပေးဖို့အတွက်လည်းဖိတ်ခေါ်လိုက်ပါတယ်နော်ပရိသတ်များရှင့် အမရပရမျိုးမှာရှိရဲ့တတမမြောက်ကျောအောင်ဆန်ထားဆရာတော်အရှင်ဝိုင်းမပြီးဝန်တာတက်တော်32နှစ်က1336ခုနှစ်တပူရလဇန်တီရနေ့မှာအလားတော်ကတဘာလှိုင်းကိုရှိရာကိုစတင်ခီးထွက်လာခဲ့ပါတယ်။ကပိုင်ကတစဉ်တောကြီးအတွင်ကိုခြေချင်းကြွားခဲ့ပါတယ်။ချောင်းမကြီးကိုခက်ကြော်ပြီးတော့လူသွားလမ်းလေးအတိုင်းလာခဲ့ရကနေတပင်ကွယ်မှာရှိရဲ့ခွေးတစ်ကောင်ထွက်လာပြီးတော့အရှင်တိတိကသွားပြီးတော့လမ်းပြခဲ့ပါတယ်။ဆရာတော်ကအောင်းနိုင်ကူကိုကြောက်တုံးနေနင်းပြီးတော့ဆက်လာခဲ့ပြီးတော့ လှိုင်းကိုအတွင်းကမှောင်နေတဲ့အတွက်စံတဝါဝါရှောက်လာခဲ့ပါရဲ့အောက်ကိုရောက်တဲ့အခါမှာတော့လှိုင်းဝါကိုကြောက်တုံးကြီးတစ်ခုကနေပြီးတော့ရှာထိုးသလိုမျိုးပိတ်နေတာကိုတွေ့ရပါရဲ့ရေစီးကြောက်တစ်ခုကကြောက်တုံးကြီးအောက်ခြေအတွင်းကိုစီးဝင်သွားပြီးတော့တစ်ဖက်ကနေပြတ်ထွက်လာပါရဲ့ဆရာတော်ကအဲ့ဒီရေစီးကြောင်နေကြမှာရေသနုံသင်းမိုင်ကိုခင်းပြီးတော့ရှစ်ခိုးအမြဝေပါရဲ့အလင်းနိုင်သုံးနိုင်မိပုစွာပြီးတော့တစ္ဆာပြူပြီးပရိနှစ်ပတ်စိတ်နေတဲ့အချိန်မှာ ဂူအပေါက်ကလောက်နေရကို တွေ့ရပါတယ်။စောင်းနှင်းဖြစ်ပေမဲ့ဂူအတွင်းမှာတော့နှွေးနေပြီးဆရာတော်ကခင်းကြီးလေးပန်းလာတဲ့အတွက်ခဏအိတ်လိုက်ပြီးတော့နိုးလာတဲ့အချိန်မှာတော့ည7နာရီရှိနေပါပြီ။အဲ့ဒီနောက်ဆရာတော်ကသူကိတာငါချက်ခါတော့ကိုဒီကနေ့ကနေစပြီးတော့55ရက်အတွင်းအပတ်ရီ9000ပြည့်အောင်စိတ်ပါမယ်လို့သစ္စာအထိတ်ထံပြုလိုက်ပါတယ်။မန္တန်သောသစ္စာစကားဖြစ်ပါကခုနှစ်ရက်အတွင်းကူးပွင့်ပြီးတော့အထင်းဝင်ပြီးတော့ပရိစိတ်နိုင်ပါစေသားလို့ ပဌာနာပြုလိုက်ပါရင်အဲ့ဒီခါမှာလှိုင်းငူကြီးတဖြည်းဖြည်းမြည်သွားတာကိုတွေ့လိုက်ရပါတယ်။ဂူအမုံးကအကျောင်းဆက်ရီများကြာနေပြီးတော့လင်းတို့ရဲ့မစင်နဲ့တွေကလည်းဇိုးဝါလာပါတယ်။ဆရာတော်ကတကောင်ကျော်ချိန်မှာအေးစိတ်လာတဲ့အတွက်နှစ်ထပ်တင်ငယ်ကြီးချုံထားပြီးတော့ဂူဝါမှာလမ်းလျှောက်ပြီးတော့ပတိ၆ဘက်စိတ်ခဲပါတယ်။အဲ့ဒီအချိန်မှာကြားဟိန်တန်နေမွေးတွန်းတန်တွေကိုလည်းပြပီတတကြားလိုက်ရပါတယ်။ ဆရာတော်ကခန္ဓာကိုယ်ကိုဖះစီမှာလှူထားပြီးဖြစ်တဲ့အတွက်တင်းယုံအပြင်းမပေါ်နိုင်ဟုစိတ်တင်ထားပြီးတော့ပတိကိုယ်သာတွင်တွင်စိတ်နေခဲ့ပါရဲ့ပတိစေဘဲစိတ်ပြီးတဲ့အခါမှာမိကြဖို့အမျှဝေခဲ့ပါရဲ့အဲ့ဒီတော့အမျှဝေလိုက်တဲ့အချိန်မှာတာရုခေါ်တန်တွေတောတောင်တစ်ခုလုံးစူညံစွာကြားလိုက်ရပါတယ်အဲ့အားကြောင့်မို့ဆရာတော်ကပန်းဝင်းကျင်မှာနှက်တွေရှိတာပဲဆိုပြီးတော့အကြက်လာခဲ့ပါတယ် ဆရာတော်ကမျက်နှာသိပြီးတော့စောင်းဆရာရှာဖို့အတွက်ဂူရဲ့မြောက်ဖက်ကိုသွားတဲ့အခါမှာနှပြောလိုကြီးကိုတွေ့ခဲ့ပါတယ်။နှပြောသည်အမက်နှစ်ဖီခူလာပြီးတော့ရေဆေးပြီးစွန်းတော်ကခါသုံးလုံးစားလိုက်ပါတယ်။အဲ့ဒီနောက်မှာဆရာတော်ကညစ်တာဖို့အမျှဝေပြီးတော့အိတ်ခဲပါတယ်။တချက်ခွဲလောက်မှာအိနေရကနေနိုးလာပြီးတော့ပတိဆက်စိတ်ခဲပါတယ်။တောင်ပလောက်စိတ်ပြီးတဲ့အခါမှာနောက်ကျောကိုတွန်းလိုက်သလိုမျိုးခန်းစားရပြီးခန္ဓာကိုယ်လေးရှေ့ဆိုင်သွားခဲ့ပါတယ်။ နောက်ကကြွလိုက်တဲ့အချိန်ကြောင့်နှစ်ဖူးနဲ့မြေကြီးမထီအောင်ထိန်းထားရပါတယ်။လှည့်ကြည့်ခြင်းပဲဒိဋ္ဌန်ထားတာကြောင့်သိခံလိုက်ရပါတယ်။ဆရာတော်ကခင်းထိုင်ထားတဲ့သင်းမိုင်နဲ့အတူလူပါကြွတက်လာပြီးတော့အချက်ကိုမြောက်နေတဲ့ခန်းစားမှုမျိုးခန်းစားရပါတယ်။ပရိပိတ်ရင်မပြတ်အောင်တတိထားစိတ်နေတဲ့ကြားကရင်းတနုပ်သင်းမိုင်ကပူလာပြန်ပါတယ်။တိုင်းဝင်ဖြစ်ခြင်းလောက်အောင်ပူလာပေမဲ့ဆက်စိတ်ခဲပါတယ်။ကိုယ်ပန်းစိတ်ပြီးတဲ့အချိန်မှာအဋိဋ္ဌံချပြီးတော့မြင့်တောက်ဖို့အမြောက်ဝေလိုက်တဲ့အခါမှာတော့ ကျက်ပြီးထလောက်အောင်ရီမောတန်တွေကိုကြာခဲ့ရပါတယ်။သုံးနိုင်ထိုးကန်နေပြီမဲ့လည်းဆက်ပြီးတော့ပရိကိုဘတ်ဆက်ခဲ့ပါတယ်။သုံးဘက်လောက်ရောက်တဲ့အခါမှာအရှိတတဲကလည်းဝင်းကနေဖြစ်သွားတာကိုတွေ့ရပါတယ်။မျိုးလုံးဖွင့်ချင်းမိတဲ့အချိန်မှာဝင်းလက်ကြောက်ပါပြီးတော့နွားမျိုးလုံးလိုမျိုးမျိုးလုံးနှလုံးကိုတွေ့လိုက်ရပါတယ်။စူရှာရဲ့အလေးရောင်ကြောင့်မျိုးလုံးခွင့်နိုင်ပိတ်နိုင်လို့ပြီးစိတ်ခဲရပြီးရောအလေးရောင်ကလည်းရှီတိုးလာလိုက်နောက်ဆုတ်လိုက်ဖြစ်နေပါတယ်ဆရာတော်က ဖြစ်ချင်ရဖြစ်ပရိယောအပြည့်မခံနိုင်ဘူးဆိုပြီးအထူးတရိထားကဂယုဆိုင်စိတ်နေခဲ့ပါတယ်။ပရိကောပဲပြည့်တဲ့အချိန်မှာခဏနာပြီးတော့ကြောချအညောင်းဆန်းကနားနေပါတယ်။ပလက်ဆောင်တဲ့အနေထားမှာဘာမှမဖြစ်ဘဲနဲ့မှောင်လိုက်တဲ့အခါမှာတော့ကြောမို့ကခွစီထားတယ်လို့မျိုးဖြစ်နေပြီးမထနိုင်တော့ပါဘူး။ပရိဆက်စိတ်နေပြီးတော့ပရိသုံးဘက်ပြည့်တဲ့အခါမှာတကောလုံးပေါ်ပါသွားတယ်လို့မျိုးခံစားရပါတယ်။ ပရိချောင်းဖက်လောက်စိတ်ပြီးတဲ့အချိန်မှာလူကဘလို့ဖြစ်သွားမှမသိပဲကိုရောထထလို့ပြောလိုက်တဲ့အတန်ကြားရတဲ့အတွက်ကြီးလိုက်တဲ့အခါမှာတော့ဖုန်းတော်ကြီးတစ်ပါးကဆီဟာရုံရဲ့ကောင်းလက်နဲ့ရှင်ဘက်တွေကိုဆင်းလူပေးနေတာကို တွေ့ရပါတယ်။ဘာဖြစ်လို့ပါလဲဖះလို့မိလိုက်တဲ့အခါမှာအလောင်းတော်ကတပါတော်ဆိုးနဲ့ကကောင်းတာကျင့်နေတာကိုမကြိုက်ဘူး။အရက်တောင်ကမအကြောင်းပြောသူတွေမှသဘောကျတာကိုရိုနီကမြစ်ကြဖို့အမျှဝေး လက်တွေကမြစ်တာခံယူကြဖူးမြော်ကြတော့သူတို့မနေနိုင်ပါဘူးလက်တွေရှင်းတဲ့အခိုက်မူးမေ့ထုံထိုင်စီတဲ့အသီးတွေကိုလေးအထက်ကအခုတ်လွတ်ပြီးတော့မူးမေ့စီရင်တပည့်တော်သီးတို့သာပေါ့မဟုတ်ရင်မလွယ်ဘူးမက်လောက်သားလာအောင်ဆုံးမရမယ်လို့ပြောခဲ့ပါတယ်ဘေးကကြွလာကြအောင်မင်းလျှောက်တဲ့အခါမှာတော့မြောက်ဖက်မိုင်30လောက်ဝေးရဲ့ကျောင်းမှာသတင်းတုံးနဲ့မဟာမြိုင်ဆရာတော်ဖြစ်ကြောင်းဘရာဇီးလီအတိတ်ထံကြောင့်မနေ့ဖြန်အာယုံတက်လာမှာဂူပေါင်းပွင့်နေမယ်ဖြစ်ကြောင်းပြောပြီး စက်တနာရီထိုးကန်ကြီးမှာပြန်ကြွသွားရာအရှိမာတွင်ဖြောက်သွားတာကြောင့်အံ့ဩနေမိခဲ့တယ်လို့ဆိုပါရယ်။နောက်နေ့မနေ့ကူပေါင်းမှာဗရီကူပတ်စိတ်ပြီးသူကတော်ငါချက်ဆက်စီပါရယ်။အာယုံထဲမှာဖျားလေးစုဝင်းရံနေပုံဖူးမြေရပြီးသူကတော်ဆက်ရှိပတ်အပြီးမှာတော့ကူပေါင်းဝါကလျက်စည်းလက်တလို့ဝင်းကနေဖြစ်သွားပြီးကူထိတ်ကမွေးစင်းလာတလို့ကြောင်ဝဝအတန်တွေးလေကြာရပါရယ်။အဲ့ဒီအချိန်မှာလေးလေးလေးတိုက်လာပြီးဖျောင်းနေအောင်ငင်းသွားပါတယ်။တကြိမ်ကြိမ်မိတဲ့ကြားလို့ကြိလိုက်တဲ့အခါ ဆက်လက်မှတ်ချက်တကားကြီးပွင့်နေတာကိုတွေ့လိုက်ရပြီးခုအတွင်ကနေအလေးရောင်လေးထွက်နေတာလင်းထိန်နေပါတယ်။ဖျောင်းနိုင်နေသွားပြီမဲ့လေခုအတွင်ကထွက်လာတဲ့အလေးရောင်ကြောင့်အားလုံးကိုမြင်နေရပါတယ်။လွေအိတ်တင်းပိုင်နှစ်ချက်သင်္ကန်းကိုယူပြီးခုပေါထဲကိုဘေးဆောင်ဝင်လိုက်ပါတယ်။အပြင်းမအေးသလောက်အထဲမှနှွေးနေပြီးတော့ရောင်းတော်မူနေတဲ့အရှင်ကတ္တဖစီကိုချင်းကပ်ပြီး အာပါတိယဝစ်သွားပြီးတော့တသိအချိန်ပေါင်း30တီချင်းငှားဖြာနဲ့ဝစ်ပြူလိုက်ပါတယ်။ အလောင်းတော်ကတ္တပါကတော့ကြောင်ညူပြအပေါ်မှာပလက်အနေထားနဲ့ရှိနေပါတယ်ဒုတထောင်းအလျာ900အနက်400နှမိုင်းရှိရဲ့ကြောင်ညူပြပေါ်မှာပဒံများမြစိန်ပလင်းစတဲ့ရေတနာအဖြစ်ရှိနေပါတယ်။ရောင်စင်းတွေတစ်ဖြက်ဖြက်နဲ့တောက်ပဖျားထွက်နေပြီးဝိယုံထားတဲ့သင်္ကန်းကတော့တစ်ခေါက်အရောင်ဆိုးဖြစ်နေလို့ဆွေးမြေနေပါတယ်။ဥကောက်တော်မှာဆန်အုံကသကောဝိုင်းပမာဏရှိပြီးရှုပ်ထွေးနေပါတယ်။ညဖိုးပေါ်ကြနေတဲ့ဆန်တော်ကိုတိုင်ကြီးအား9000နဲ့လက်သုံးလုံးရှိပါတယ်။ ညမောင်းမိတ်နေပြီးတော့လက်ထိနေရင်းမြမကြပဲလူရှင်တယောက်အိတ်နေတယ်လို့ဖြစ်နေပါတယ်။နှာခမ်းမှုတွေလည်းရှည်ထွက်နေပြီးခြေလက်တွေကလူရှင်တယောက်လိုကွင်းလို့ဆက်လို့ရှာနေပါတယ်။အသားကြီးကလည်းပျော်ပြောင်းနေပြီးတော့လက်သေးကလည်းနှစ်လက်မလောက်ရှည်နေပါတယ်။ဖျားထုလို့ပူဇော်ဖို့လက်သေးတွေညှက်ယူခဲ့ပါတယ်။အလွန်ပီတိဖြစ်ပြီးတော့ကြီးညိုလာတာကြောင့်နှစ်ထပ်တင်ငန်းကြီးကိုလွှမ်းနူလိုက်ပါတယ်။ကိုရောကြီးရဲ့အရက်6000တထွားနဲ့လက်သုံးလုံးရှိပါတယ်။ မြားတပိတ်တော်ကတပိတ်ဖုံးတပိတ်ချီမရှိပဲအဝမှာနှစ်ကြောင်ပြေဖို့လက်တလုံးရွာနေပါရဲ့ကိုရောင်နဲ့သုံးတော်အကွာမှာအမြင်လေးနေတဲ့ကြောင်ဖြောင်းနိုင်ကြီးသုံးနိုင်ကလူတည့်ရလောက်မြင်ပြီး လုံးပတ်နှစ်ထွားနဲ့လက်တအုံလောက်ရှိပါရဲ့ခေါင်းရည်မှာလဲပိန်းအောင်ရှိတဲ့ပန်းဆိုင်ကြီးတစ်ခုကိုတွဲလက်ဆွဲထားပြီးတော့လက်ဆက်တဲ့ပန်းနံတွေကလှိုင်းကူအတွင်းမှာမှွေပြန်နေပါရဲ့ကြောင်ဖူးထားတာက ဂူပေါ့ဝင်ဝါရေးစီကြောင်းမှာတသားပြအပေါ်မှာလှူဖို့ရေသနာပစ္စည်းတွေတင်ပြီးမျောလိုက်ရင် ပြန်ထွက်လာတဲ့အခါမှာအဲ့ဒီရေသနာပစ္စည်းတွေပြန်မပါလာဘူးလို့ကြားပူပါတယ်။ဒီနည်းနဲ့လှူဒန်းထားဟန်ရှိရဲ့ရွှေဆွဲကြိုးလက်ကောက်လက်စုံချေချင်းနှစ်ထောင်ရွှေပြောင်းဝေပြားတွေကလှိန်ငါးစီးတိုက်စားလောက်ရှိနိုင်တယ်လို့ထင်မြင်မိပါတယ်။ရွှေငွေပန်းခိုင်တကွန်ကောက်ကားတွေက90လောက်ရှိပြီးတော့ကြီးစီအကြီးအသေးအထက်ကလူတရက်လောက်ရှိတာကိုတွေ့ရပါတယ် ရွှေခွက်ငွေခွက်တွေလည်းအများအပြားတွေ့ရပါတယ်။နေ့နေ့ကျမှရုပ်သေးရုပ်တွေကြောင်မောင်းနေတွင်းလဲကြနေပါတယ်။ရှင်းသူငယ်အလင်းအပေါက်မှာ2000လောက်ကျေပြီးအမြင့်ပိန်20လောက်ရှိပါတယ်။အဲ့ဒီအပေါက်ကနေရောင်ဝင်ပြီးတော့နေရည်တွေမှာရွှေချထားတဲ့ဖျားပုံတော်တွေကကွက်တိကွက်ကြာရှိနေသေးပါတယ်။ဂူကြီးကအလျား48တောင်းအနံ38တောင်းလောက်ရှိပြီးရှင်းပုံကြီးရှိတဲ့နေရာကတော့ဆက်တိုင်းလို့မရတော့ပါဘူး။ဂျင်းညိုစိမ့်တဲ့တိုက်ထွက်ချိန်ကတနအီကျော်သွားပါတယ်။ လက်ပြောင်းတစ်ပြေးရေးဆေးပြီးတော့ဆုံးကက်လိုလိုက်ပါရင်ဒါရီကတော့တသက်မှာတစ်ခါရှာခဲ့လာတဲ့အလားနော်ကတပကူအတွင်မှာဝင်းရောက်ဖုံးမြောက်ခွေးရတဲ့အရှင်ဝါယမဘီးဝန်သားရဲ့ကိုတွေ့မှတ်တမ်းသားဖြစ်ပါရဲ့ရှင်